ကျွန်တော်တို့ဒီနေ့ဟိုပါဗောနော်သင်္ဘောပေါ်မှာဘယ် application တွေရှိတယ်ဗောနော် application တွေအသုံးပြုလဲဆိုတော့ application တွေအကြောင်းကျွန်တော်တို့ပြောပါမယ်နော်အရင်ဟိုဒီနေ့ကကျွန်တော်တို့ check correction ပြောသွားတယ် check correction အတွက်ကျွန်တော်တို့ကသင်္ဘောပေါ်မှာ notice to mariner ရှိတယ်ဗောနော် notice to mariner လာတယ်ဗောအဲ notice to mariner အကြောင်းဒီနေ့အဓိကပြောမယ်ဗောနော်အဲအရင်ကကျတော့ကျွန်တော်တို့က publication တွေကအရင် hard copy ပေါ့နော်ဒီဘက်မှာ hard copy အနေနဲ့ရှိတယ်အခုနောက်ပိုင်းကျတော့ ဒီပြင်ရည်တို့တက်လာတော့ကျွန်တော်တို့က hard copy ရဲ့အစားကျွန်တော်တို့ e application တွေဖြစ်လာတယ်ပေါ့နော်ဒါဆိုတချို့ application တွေက electronic version အနေနဲ့ပြောင်းသွားတယ်ပေါ့နော် electronic version အနေနဲ့ပဲကျွန်တော်တို့သိရမယ်အဲဒါဆိုတော့ဒါမဲ့ဟိုဘာกว่าวะလဲဆိုတော့ electronic version နဲ့ကြည်ရတာပဲกว่าသွားတယ်နောက်တစ်ခုကကျွန်တော်တို့ကအရင်ကကျွန်တော်တို့ publication တွေ hard copy ရှိတဲ့ဟာဆိုရင်ကျွန်တော်တို့တချို့ publication တွေကကျွန်တော်အဓိက publication တွေက update လုပ်ပေးရတယ်။အဲဒါ update လုပ်ပေးရ second page ကအဓိက update လုပ်ပေးရတော့ second page လောက်ရှုပ်တာပေါ့နော်။အခုကြတော့ ဒီ e application တွေဖြစ်သွားပြီ e application ဖြစ်သွားတဲ့အတွက် update ကလုပ်เสียမှာလို့သူ့ဘာသူ auto update လာပြီးသားဖြစ်တာပေါ့နော်အဲ့ဒါတော့ check ကြခြင်းကျွန်တော်တို့ဟိုအရင် check ကြခြင်းလုပ်ဖို့ဆိုတော့ဆိုရင်ကျွန်တော်တို့ကဒီ notice to mariner ကိုအားကိုရတယ်ပေါ့နော်အဲ့ notice to mariner ကိုကြည့်ပြီးတော့ကျွန်တော်တို့က check ကြခြင်းလုပ်မယ်ပြီးကျွန်တော် publication correction တွေကိုလည်းလုပ်ပြရတာပေါ့နော်ဒါ second mail လောက်အမယ်လုပ်ပြီးပေါ့အခုနောက်ပိုင်းကျတော့ကျွန်တော်တို့ဥမာ dg trade လို့မျိုးကျွန်တော်တို့ software တွေပေါ်လာတဲ့အတွက်ကျွန်တော်တို့ second mail တို့ကဒီ window to mariner ကိုတွားပြီးလှန်ပြီးတော့ရှာစရာမလိုတော့ဘူးကျွန်တော်တို့အဲ့ dg trade ရတွေပဲကိုတွားမယ်ခုမှရှိတဲ့ချက်တွေကို update လုပ်ပြီးတိုင်းကိုတွားမယ်ကိုတွားမယ် ီကိုယ့်ရဲ့ကုပုံသို့တင်မှုမှာရှိတဲ့ဘယ်ချက်တွေမှာဘာ update တွေ correction တွေလုပ်ဖို့လိုလဲဆိုတာကိုကျွန်တော်တို့က weekly weekly အပတ်စဉ်ကျွန်တော်တို့ကသိရတာပေါ့နော်ပတ်စဉ်သိရပြီးတော့ကျွန်တော်တို့ print ထုတ်ပြီးလုပ်လိုက်ရမှာပေါ့နော်အရင်အောင်လွယ်ကူပါပြီပေါ့နော်အဲ့ဒါအရင်အောင်လွယ်ကူပါပြီပေါ့ အဲ့တော့ကျွန်တော်တို့ဒါပေမဲ့ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့ကဘယ်လိုလုပ်ရလဲဆိုတော့သိရဖို့အရေးကြီးတယ်ပေါ့နော်အဲ့တော့ကျွန်တော်တင်မောပေါ်မှာ emergency notice to mariner ကျွန်တော်တို့၃မျိုးရှိတယ်နော် weekly notice to mariner ရှိမယ် cumulative list of notice to mariner ရှိမယ် annual summary notice to mariner ရှိမယ်ပေါ့နော်ဒါဆိုရှင်းပါတယ် weekly notice to mariner ဆိုတော့အပတ်စဉ်လာမယ် cumulative ကကျွန်တော်တို့6လတစ်ခါလာပါမယ် annual ဆိုတော့တစ်နှစ်တစ်ခါလာမယ်ပေါ့နော်အဲ့တော့အဲ့တော့ notice to mariner ဘယ်လိုမျိုးလဲပေါ့နော်ကျွန်တော်တို့တစ်ချက်ပြပေးမယ်ပေါ့ဒီလိုပုံစံလေးပေါ့နော်ဒါတင်မောပေါ်မှာဒါအဲ ချက်တင်မဟောင်းဟိုဟာဖြစ်တဲ့ဆိုရင်ကျွန်တော်တို့ဒီ second mic ကိုတောင်းပြီးတော့လည်းကြည့်ကြည့်လို့ရတယ်ပေါ့နော်ဒီလိုပုံစံမှာ weekly edition လို့ဒီမှာနေတာဒါဆိုရင်မှာ weekly edition ဖြစ်တဲ့တော့ weekly လို့လည်းဒီမှာနေတာပေါ့နော်ဒီသူ့မှာပါတဲ့ content တွေပေါ့နော် content တွေမှာပါတယ်ပေါ့နော်ပါတဲ့ content တွေပါတယ်ဆိုရင်ကြည့်ကြရအောင်အဲ့ဒါကိုကျွန်တော်ရှင်းပြမယ်နော်အဲ့တော့ weekly notebook marina ကကျွန်တော်တို့အဲ United Kingdom Hydrographic Office ကကျွန်တော်အပတ်စဉ်ထုတ်တယ်ပေါ့နော် update လုပ်ရမယ်ချက်တွေ publication တွေအတွက် information တွေပါတယ်ပေါ့နော်အဲ့တော့ weekly အပတ်စဉ် Thursday မှာကျွန်တော်တို့ထုတ်ဝေတယ်ပေါ့နော်အဲဒီ weekly knowledge drill ဝင်မှာ session ကဘယ်နှခုပါလဲအလုံးပေါင်း၈ခုပါတယ်ခုနကျွန်တော်ပြတဲ့၈ခုပေါ့နော်အဲဒါဒီမှာ expert note publication လေးဒီ publication ၈ခုရှိတယ်ပေါ့နော်ဒါဒီဒီ၈ခုကိုကျွန်တော်တို့ပြန်ရှင်းပြပေးမယ်ပေါ့နော်အဲဒါတော့ session 1မှာပါတယ်ဆိုတော့ publication လေးပါတယ်အစ်စ်ထပ်တဲ့ကျွန်တော်တို့က chapter publication တွေကျွန်တော် အသစ်ထွက်လာတဲ့ chat တွေ publication တွေကိုဖော်ပြထားတယ်ပြီးနောက်ထပ်အသစ်ထွက်မဲ့ chat နဲ့ publication တွေကိုလည်းကျွန်တော်ဖော်ပြထားတယ်ပြီးကျွန်တော်တို့ new edition ထွက်လာတဲ့ chat တွေ publication တွေကိုလည်းဖော်ပြထားတယ်ပြီး withdraw ဖြစ်သွားတဲ့ chat တွေကိုလည်းဖော်ပြထားတယ် withdraw ဆိုတာကျွန်တော်တို့ကဒီအခုလက်ရှိသုံးနေတဲ့ chat တွေကမသုံးတော့ဘူးပေါ့ set ပြီးတရား cancel လုပ်ရတဲ့သဘောပေါ့နော်အဲ့ဒါကိုကျွန်တော်ပြောပြတာပေါ့နော်အဲ့ဒါဆိုပြီး SSH 1A မှာပါတယ်ဆိုတော့ TMP ပေါ့နော် TMP notice တွေကိုလည်းကျွန်တော်တို့1 email ကြည့်လို့ရတယ် TMP info list ကတော့ကျွန်တော်တို့တစ်လတစ်ခါဖော်ပြရတယ်ပေါ့နော် ပြီးကျွန်တော်တို့ session 1b မှာကျတော့ဘာပါမလဲဆိုတော့ notice publication ရဲ့ late current edition နဲ့မှာ latest edition ဘယ်လောက်နဲ့ထောက်တာလဲအဲ့ edition တွေပါမယ်ပြီး publish date ဘယ်နေ့ကထောက်တာလဲဒါတွေကျွန်တော်တို့က anonymous mass တို့ June September December လတွေရဲ့ weekly notification တွေမှာဖော်ပြထားပြီးရပါတော့เนาะပြီး session 2 session 2မှာကျတော့ကျွန်တော်တို့ အဲ chapter 2တော့တော်တော် update လုပ်ရမယ့် correction တွေကိုပေါ်ပြထားတယ်အဲ့တော့အရင်ကဒီ session 2ကဒါ second minute အရင်အသုံးဝင်နေနေရနေရပါတော့နော်ကိုကိုတမောမှာရှိတဲ့ chat တွေကို correction လုပ်ဖို့အတွက်ဒီ session 2မှာလာလာပြီးကြည့်ပြီးတော့ကို chat တွေပါတယ်ဆိုရင်အဲ့ဒါရအတိုင်းကျွန်တော်တို့ update လုပ်ရတာပေါ့နော်နောက်က session 3 session 3ကပါတော့ net area တွေအတွက် info ဖြစ်တဲ့ navigation နဲ့ warning တွေကို session 3မှာဖော်ပြထားတယ်ပေါ့နော်အဲ့ဒါတွေကျွန်တော်တို့က find တွေ့ထားရတယ်အဲ့ဒါတွေကကျွန်တော်တို့ခုနကပြောတဲ့ dugi tree လို့ software တွေရှိလာတဲ့အဲ့တော့ကျွန်တော်တို့အဲ့ဒီ map area warning တွေကဒီ tree မှာလည်းပါလာတယ်အဲ့ဒါတွေကိုကျွန်တော်တို့က print ထုတ်ပြီးတော့တွေ့ပေးရုံပဲပေါ့နော်ကိုက map area တွေအများကြီးတဲမှာမှာကိုကအကုန်လုံးတွေ့เสียရမလို့ဘူးကိုကိုကိုသွားတဲ့ညာတော့အပြည့်ကိုသွားတဲ့ route ကိုကာဘာဖြစ်ရမယ်ပေါ့နော်ကာဘာဖြစ်ရတဲ့အဟံကိုတွေ့ပြရတယ်ဥပမာ map area ဆိုတာဘာလဲဆိုတော့နော်ကျွန်တော်ပြောပြမယ် နပ် area ဆိုဒီဒီတကဘာလုံးမှာဒီလိုနပ် area တွေပြီးတာဒါတင်မောမှာဒါ bridge မှာဆိုရင်ဒါစကမိတွေကတ်ထားလေးရှိရပေါ့နော်ဒါကျွန်တော်ကိုသွားနေရတဲ့ဥပမာအဖြစ်ပေါ့နော်ဥပမာကျွန်တော်စင်ကာပူဆိုရင်ကျွန်တော်တို့ဒီနားလေးပေါ့နော်ဒါလေးပေါ့စင်ကာပူပေါ့နော်စင်ကာပူကတွေဥပမာဂျပန်ကိုကိုကစင်ကာပူဂျပန်ပဲသွားတယ်ဥပမာတဘောကိုတင်မောဆိုရင်ဒါဆိုဒါဆိုဒီနပ် area 11 11အတွင်းမှာဖြစ်တဲ့ဒီ11မှာကျွန်တော်တို့ကာဘာဖြစ်အောင် update လုပ်ပြီးဒီ navigation ရဲ့ warning တွေကို တွေ့တာပြီပေါ့နော်ဒါဆိုရင်အဆင်ပြေတယ်ဥမာအားဖြင့်ကိုကအာမဟုတ်ဘူးအော်စီကနေဂျပန်သွားတယ်ဆိုရင်ဒါအော်စီဆိုရင်ဒါတန်ပေါ့နော်ဒါဩစတြေးလျဆိုတန်ဒါဆိုရင်အလဲတန်နဲ့အလဲပန်းကိုကျွန်တော်တို့က update လုပ်ပေးတာပေါ့နော်ဒါကိုကျွန်တော်တို့ပြောပြတာအဲ့တော့ info ဖြစ်တဲ့ဝင်နေတွေကိုကျွန်တော်တို့ဆိုရင် print ထုတ်ပြီး file တွေ့ပေးရတာပေါ့နော်အဲ့ဒါတော့ session 4မှာကျတော့ကျွန်တော်တို့က emergency cylinder direction ဒါကျွန်တော်တို့ဒီ cylinder direction တွေကိုကျွန်တော် cylinder direction တွေမှာ list of life force signal တွေ list of radio signal တွေဒါတွေကိုကျွန်တော်တို့ကျွန်တော်တို့ကပြန်ပြီးတော့တစ်ခုချင်းစီပြန်ပြောပြပေးမယ်နော်အခုကကျွန်တော်တို့ဘာတွေပါလဲဆိုတဲ့ပုံပဲပေါ့အဲ session 4မှာဆိုရင်ကျွန်တော်တို့ emergency cylinder direction ကို update လုပ်ပေးရမယ့် correction တွေကိုပေါ်ပြထားတယ်ပေါ့နော်သူက update info slate ကိုတော့ကျွန်တော်တို့က quarterly 3လတစ်ခါမှာပေါ်ပြတယ်ပေါ့ weekly ရဲ့3လတစ်ခါမှာပေါ်ပြတယ်ပြီးရင် summary ရော amendment တွေ annual summary လေးပေါ်ပြထားတယ်ပေါ့နော် session 5မှာကျတော့ခုနကတော့ lesson line and for signal တွေအတွက် correction လုပ်ရမယ့်ဟာတွေကိုပြထားတယ်။ session 6မှာကျွန်တော်တို့ MMU lesson radio signal အတွက်ကျွန်တော်တို့ correction လုပ်ရမယ့် update တွေကိုကျွန်တော်တို့ပေါ်ပြထားတယ်ပေါ့နော်။နောက်တော့ session 7မှာကျတော့ကျွန်တော်တို့တခြားသောဒီစောက်တွေမဟုတ်ဘဲတခြားသော notification publication တွေရှိတယ်ပေါ့။ဥပမာအပြင် Marina Handbook တို့ Ocean Pacific for the World တို့ပေါ့နော်။ဒီစောက်တွေအတွက် update လုပ်ရမယ့် correction တွေကိုပေါ်ပြထားတယ်ပေါ့နော်။ ဒါအခုကျတော့ကျွန်တော် e publication တွေဖြစ်သွားတဲ့အတွက်ကျွန်တော်တို့ဒီ area ကိုတက်တက်ကြီးကိုယ်က correction လုပ်နေတရားမလို့ဘူးအဲအငြင်းတဲ့ update update ကြည့်နေရုံပဲပေါ့နော်ဒါလေးဒါတို့ session 8မှာကျတော့ကျွန်တော်တို့က emerity digital product service နဲ့ပတ်သက်တဲ့ information တွေပေါ့ဗျာဒါအခုဒီ latest data ပဲ digital product တွေထွက်လာတယ်ပဲ so the way ထွက်လာတယ်ဘယ်လို service တွေရှိတယ်ပေါ့နော်ဒါတွေပတ်သက်တဲ့ information later update ပေါ်ပြလာတယ်ပေါ့နော်အဲဒါကျွန်တော်တို့က weekly notice to mariner ပေါ့နော်အဲဒါဒုတိယတစ်ခုကကျွန်တော်တို့က cumulative notice to mariner ပေါ့နော်အဲ့တော့ cumulative notice to mariner ကပါလေ mp2348 mp234b ဆိုရောကျွန်တော်တို့ကလေဒီဒီစုရဲ့စာအုပ်ဒီဟိုနံပါတ်ပေါ့နော်အဲ့တော့သူ့ကိုကြတော့ဘယ်လိုလဲဆိုတော့ကျွန်တော်တို့က6လတစ်ချိန်ထုတ်ဝေတယ်ကျွန်တော်တို့က January မှာတစ်ခါ July မှာတစ်ခါပေါ့နော်တစ်နှစ်ကို2ချိန်ထုတ်ဝေတယ်ပေါ့အဲ့တော့ပြီးတော့သူက ီးခဲ့တဲ့ချက်တွေရဲ့ current addition နဲ့တဲ့ relevant notice to mariner တို့ past 2 years and เนาะ last 2 years ကကျွန်တော်တို့ပေါ်ပြထားတယ်ဥပမာပြပြကျွန်တော်တို့ဟိုမှာ2015 January မှာထွက်တဲ့ဒီ community notice to mariner ဆိုရင်ကျွန်တော်တို့က2013 week 1ပေါ့เนาะ January မှာစတဲ့ week 1 2024တို့အဆုံးထိပေါ့နော်ဒါဒီနှစ်နှစ်စာကဒီ community notice to mariner မှာပါနေမှာပါနေမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ကကျွန်တော်တို့ ချက်ပါ update ဖြစ်မဖြစ်ကိုကျွန်တော်တို့အဲ့ဒီ completely no to member နာကိုကျွန်တော်တို့ကြည့်ပြီးတော့ပြီးခဲ့တဲ့နှစ်စာကိုကျွန်တော်တို့ update ပြန်လိုက်လို့ရတယ်ပေါ့နော်ဒါဆိုတော့ဥပမာ2015ဂျွန်မှာထွက်တဲ့ community leader ဆိုရင်တော့နှစ်နှစ်ခွဲစာအထိ information တွေပါဝင်နေပေါ့နော်အဲ့ဒါခုနက January မှာထွက်တဲ့ကောင်ကနှစ်လနှစ်နှစ်စာပါတယ်ဂျွန်မှာထွက်တဲ့ကောင်ဆိုရင်ကျွန်တော်နှစ်နှစ်ခွဲစာပါတယ်ပေါ့နော်အဲ့ဒါ ကျွန်တော်တို့ပြီးရင် notification publication တွေရဲ့ current edition number တွေ public date တွေပေါ်ပြတယ်အဲ့ဒါကျွန်တော်တို့သမောမှာရှိတဲ့ publication တွေက latest edition ဟုတ်ရဲ့လားဆိုတော့ကျွန်တော်ဒါနဲ့တိုက်စစ်လို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကသမောစာမွေးဘက်မှာမေးတက်တယ်ဗာလဲဆိုတော့ main သမောမှာရှိတဲ့ check main main မှာသမောမှာ check ဖြတ်ပေးလိုက်တော့အဲ့ check က update ဖြစ်မယ်မင်းဘယ်လိုဆင်မလဲပေါ့နော်အဲ့လိုမေးတက်တယ်အဲ့မျိုးဆိုကျွန်တော်တို့ကဘာလုပ်ရလဲဆိုတော့အဲ့ဒီ cumulative notice or notice to mariner ကိုကြည့်ပြီးတော့ကျွန်တော်တို့ update ဖြစ်မဖြစ်ကျွန်တော်တို့ဆင့်မယ်ပေါ့နော်ဆင့်မယ်ဆိုရင်ကျွန်တော်ဘာအဓိကဆင့်ရမလဲဆိုတော့အဓိက addition addition to မတူဆင့်ရကျွန်တော်တို့ latest addition ဥမာ2016လား2019လား2018လားပေါ့နော်အဲကျွန်တော်တို့ check ကဥမာ2016ဒီ completed list of notice to member နာမှာလဲဖော်ပြထားတဲ့ addition 2016ဆိုရင်ဒါ latest addition ပဲကျွန်တော်တို့သင်ပေါ်မှာရှိနေတဲ့ check ကဒါ addition တူသွားပြီဒီလိုမတူဘူးဆိုရင်တော့ကျွန်တော်တို့အဲ့ဒီ check ကတုံးလို့မရတော့ဒါကြောင့် cancel လို့ရေးပြီးတော့ check တက်မှာပေါ့နော်အဲဆိုပြီး addition တူတယ်ဆိုရင်ကျွန်တော်တို့ဘာလဲဆိုတော့ အဲ့ဒီ addition မှာတော့ correction တွေရှိတယ်အဲ့ဒီ correction လောက်ထားမထားဆိုတာကျွန်တော်ခုနလိုပြီးခဲ့တဲ့နှစ်နှစ်တော့ပါတော့ပြန်လိုက်ပြီးတော့ကျွန်တော်တို့ဆက်ရမှာပေါ့နော်အဲ့တော့ correction လောက်ဖို့ကြံခဲ့တာရှိရယ်ဆိုရင်တချို့မေးခဲ့တာတို့တချို့ second mic တွေပြင်ပြီးမလုပ်ခဲ့ရတော့ဘာလို့ဆိုရင်ကျွန်တော်တို့ကပြန်ရှိရယ် correction ပြန်လုပ်ပေါ့နော်ပြီးရင်ကျွန်တော်ချက်မှာလေ notice နံပါတ်လေးရေးတာပေါ့ချက်မှာ notice နံပါတ်ရေးထားတဲ့အတွက်ကျွန်တော်တို့က correction လောက်လောက်ပြီးတာမပြီးတာကျွန်တော်သိရတာပေါ့နော်ဥပမာချက်နံပါတ်2 addition ဆိုရင်ဥပမာ July 2013ပေါ့နော်ဒါက notice လူမေဘနာတွေကပါပြီးပါလဲပေါ့နော်ဒါတခုပြောတာအဲ့တော့နောက်ခုကကျတော့ annual ပေါ့နော် annual notice to mariner ပေါ့နော်ဒါဒါလို့ရှင်းရှင်းလေးသူကတော့တစ်နှစ်တစ်ခါထုတ်တယ်အဲ့တော့နှစ်အစမှာကျွန်တော်တို့ပတ်ဝန်းနဲ့ပတ်တူးဆိုပြီးစောင်းနှုတ်ထုတ်ဝေပါတယ်တဲ့နှစ်အစမှာနေထုတ်ဝေတာအဲ့တော့ပတ်ဝန်းမှာဘာတွေပါမလဲပတ်တူးမှာဘာတွေပါမလဲပတ်ဝန်းမှာတော့ကျွန်တော်တို့အဓိကအပြင် TMP notice to mariner enforce တွေပါမယ်ပတ်တူးမှာတော့ကျွန်တော်တို့ summary of mandate to sender တွေချင်းနေပါဝင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီဟိုဟာတွေပေါ်ပြထားတယ်ပေါ့နော် အဲ့တော့ကျွန်တော် notice to marina နဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြီးသွားပြီပေါ့နော် notice to marina သုံးခုရှိမယ် weekly ရှိမယ် cumulative ရှိမယ် annual ရှိမယ်ပေါ့နော်ဒါကျွန်တော်ပြီးသွားပြီအဲ့တော့ပြီးရင်ကျွန်တော်တို့ကြံတဲ့စာအုပ်တွေရှိရပေါ့နော်အဲ့ဒီစာအုပ်တွေကိုတက်တက်ပြောပြီးသွားမယ်ပေါ့နော်တောက်ချင်းစီဒီစာအုပ်တွေကဘာလဲဘာတွေပါလဲဆိုတာကျွန်တော်ပြောပြပါမယ်နော်